မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တိုင်းပြည်ဗန္နာကိုအစိုက်သုံးတိဆောက်ထားတဲ့အကြံဖက်စစ်တပ်ကို၄နှစ်သား PDF တပ်တွေက PRP တိုက်ပွဲဝင်ပြီးအောင်ပွဲများရနေရလို့ NUG ဝန်ကြီးချုပ်ပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာတိုင်းပြည်ပနာငွေကိုအကြိုက်သုံးတိစောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကို၄နှစ်သား PDF တပ်တွေကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောဆိုလိုက်ပါတယ်။ဒီကနေ့ကြားရောက်တဲ့ပြည်သူ့ကာကွယ်တပ်မတော်ဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမိန့်ခွန်းမှာ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကအထက်ပါတိုင်းထည့်သွင်းပြောဆိုသွားတာပါ။ဒီကနေ့ PDF တက်များဖွဲ့စည်းမှု၄နှစ်ပြည့်မြောက်ချိန်တက်ဖွဲ့ဝင်များတနိုင်ငံ ဖွဲ့စည်းထားပြီးစနစ်ကျစွာ စီမံခန့်ခွဲလျက်ရှိကြောင်းလင်းနစ်သား PDF ကအင်အားကြီးမားနေဆိုတဲ့အကြမ်းဖက်စစ်တပ်ကိုဖိအားပေးတပ်ပွဲဝင်နိုင်တဲ့အပြင်အောင်ပွဲတွေပါရနေပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။နှစ်ပေါင်းများစွာတိုင်းပြည်ဗဏ္ဍာငွေကိုအကြိုက်သုံးပြီးတိဆောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကိုနေ့နှစ်အတွင်းငါတို့ပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်တွေရဲ့ရဲစွမ်းတပ်တီနဲ့ခုခံကာကွယ်တိုက်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းအတာထိအောင်မြင်မှုတွေရနေပြီလဲဆိုတာရဲဘော်တွေအားလုံးမျက်မြင်ကိုတွေ့ပဲဖြစ်ပါတယ်။ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတပ်သွေးတပ်သားတွေရက်တီတိုက်ပွဲဝင်ပြီးခဲ့ကြတယ်။မဟာမိတ်တိုင်းတ တော်လိုင်းတပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်တပ်တွေကိုလည်းမေ့ပြစ်ထားလို့မရဘူး။ ကြောင့်လင်းနှစ်ပြည့်နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားလိုပါတယ်အဆိုပါဖွဲ့ရင်းရဲ့ပူပေါင်းပါဝင်မှုကလည်း PDF တက်မတော်ရီရဲ့ခွန်အားတင်ရဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကဆိုပါတယ်မြန်မာတနိုင်ငံသားမကကဘာတဝမ်းမှာမြန်မာပြည်သူတွေရဲ့ပါဝင်မှုနဲ့အတူ PDF တက်များကြီးထွားလာပြီးပြည်သူတက်မတော်ဖြစ်အသွင်ပြောင်းလဲနေကြောင်း PDF တက်များအနေနဲ့အာနာရှင်စနစ်ချုပ်ငင်းရေးတိုက်ပွဲဝင်ဖို့ခံခိုင်မှမှစုံဖြတ်ချက်ချထားပြီးဖြစ်ကြောင်းတော်လိုင်းအောင်ပွဲရရှိရေးဆက်လက်တိုက်ပွဲဝင်ကြဖို့တိုက်တွန်းပြောဆိုပါတယ်ပြည်သူကာကွယ်တက်မတော် PDF က တိုင်းပြည်လုံးတိုင်းတာနဲ့ခြုံငုံပြီးစစ်စင်ရေးနယ်မြေတွင်ဖွဲ့စည်းဆောင်ရွက်ထားသလိုစနစ်ကြတဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံတွေနဲ့ပြည်သူတက်မတော်ဖြစ်အောင်ကြိုးစားအကောင့်ထဲပုံနေတာကိုတွေ့ရပါတယ်။နှစ်ပေါင်းများစွာတိုင်းပြည်ကိုနှိမ်ချစေပြီးနိုင်ငံသူနိုင်ငံသားတွေကိုစင်ရည်တွေနဲ့ဆီတဲ့ဆက်အာနာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့ပြည်သူကာကွယ်တက်မတော်ကပြည်သူတွေကပေါက်ဖွာလာတဲ့ပြည်သူသားကောင်းများအဖြစ်ပြည်သူအသက်အဝိုင်းစီစဉ်ကိုကာကွယ်ပေးဖို့တနိထန်ချထားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ပြည်သူကာကွယ်တက်မတော်က၄နှစ်ပြည့်မြောက်ချိန်မှာရခိုင်နှစ်တွေကထပ်ပုံမလုံးနိုင်စွမ်းပြေးဝလာတာကိုလည်းတွေ့ရပါတယ်။စီးရေးစွမ်းရင်စီးရေးစွမ်းရင်အုပ်ချုပ်ရေးစွမ်းရင်ပြည်ဦးမြည်တယ်။တက်မတော်တရအဖြစ်တိဆ ောက်ထားနိုင်တာကိုတွေ့ရလို့လေးစားဂုဏ်ယူရလို့ NUG ဝန်ကြီးချုပ်ကဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်အောက်မှာတရင်ပေါင်316ရင်းနဲ့ဖွဲ့စည်းထူထောင်ထားပြီဖြစ်ကြောင်း NUG ရဲ့အလေးနက်ပြေအစီရင်ခံစာမှာထုတ်ပြန်ပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ရှူကရိန်းတမရရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်နေပြည်တော်မှာစိုးရိမ်မှုတွေနဲ့လှုပ်လှုပ်ခတ်ခတ်ဖြစ်တော့လေမင်းအောင်လိုင်းရုရှားသွားရောက်ရန်ဆုံးဖြတ်ထားစေဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ရှင်ပြင်းဒီအောင်ပွဲအခမ်းအနားကိုတက်ရောက်မယ်။နိုင်ငံတကာကောင်းဆောင်တချို့ရဲ့လုံခြုံရေးကိုတာဝန်မယူလို့ရှူကရိန်းတမရဆန်လက်စကင်ရဲ့ထုတ်ပေါ်ပြောဆိုမှုကြောင့်နေပြည်တော်မှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးမင်းအောင်လိုင်းရုရှားသွားရောက်ဖို့ဆုံးဖြတ်ထားစေဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်းပြတွေကပြောဆိုပါတယ်။ ရုရှားနိုင်ငံမော်စကိုမြို့မှာနေ့80ပြည့်ရှင်ပြည်နီအောင်ပွဲနေ့အထိမ်းမှန်မေလ10ရက်နေ့မှမေလ10ရက်နေ့ထိ3ရက်ကြာအပြစ်ခံရစဲဖို့ရုရှားရဲ့ကမ်းလှမ်းချက်ကိုမေလ3ရက်နေ့မှာယူကရိန်းသမ္မတဇလန်စကီးကပယ်ချခဲ့တဲ့ပြင်ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်တွေရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားပိုင်နယ်မှာဖြစ်ပျက်နေတဲ့ကိစ္စအတွက်ကျွန်တော်တို့တာဝန်မယူနိုင်ပါဘူး။ရုရှားကသူတို့ကိုလုံခြုံရေးပေးတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘာလုံခြုံရေးဘာအာမခံချက်မှမပေးနိုင်ပါဘူးလို့ယူကရိန်းသမ္မတဇလန်စကီးကထုတ်ဖော်ပြောဆိုခဲ့ ခဲ့ပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာဒုတိယကမ္ဘာစစ်အောင်မြင်ခြင်းနေ့80ပြည့်နှစ်ပတ်လည်နေ့ကိုကျင်းပမှာဖြစ်ပြီးမင်းအောင်လိုင်ပါဝင်တရုတ်သမ္မတရှီကျင်းပြင်ဘယ်လာရုစ်ဆာဗီယာစ်တို့ပါဝင်တဲ့နိုင်ငံပေါင်း20ကျော်မှခေါင်းဆောင်များကိုခန်းနာကိုတင်ရဖို့ရချာကဖိတ်ကြားထားပါတယ်။ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်ရုရှားသွားရောက်မဲမင်းအောင်လိုင်ပါဝင်နေပြီးတော့မှစစ်ဗိုလ်ချုပ်တရှုကြောင့် လုံခြုံရေးအတွက်စိုးရိမ်မှုတွေရှိနေတော့လဲရုရှားခီးစင်ကိုတွားရောက်ဖို့မင်းအောင်လိုင်ကဆက်လက်ဆုံးဖြတ်ထားကြောင်းသိရပါတယ်။မေလ9ရက်နေ့မင်းအောင်လိုင်ပါဝင်စစ်ဗိုလ်ချုပ်တချို့နေပြည်တော်မှ MEI Airbus လေယာဉ် XYALK နဲ့ရုရှားကိုထွက်ခွာမှာဖြစ်ကြောင်းမင်းအောင်လိုင်နဲ့အတူစစ်တပ်ရဲ့ကြီးကြီးလေးဗိုလ်ချုပ်တချို့လိုက်ပါမှာဖြစ်ကြောင်းသိရပါတယ်။ နောက်တစ်တပုံးအနေနဲ့ DNL အနေနဲ့တရုတ်နိုင်ငံရဲ့ချင်းချောင်မှုအမျိုးမျိုးရင်ဆိုင်ခံစားနေရပြီးပြည်သူလူထုလည်းထိခိုက်နေရတယ်လို့ဗိုလ်မှူးကြီးတားပန်လာတရားဝင်ထုတ်ဖော်ပြောဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့နယ်များကိုထိန်းချုပ်ထားတဲ့ DNL အနေနဲ့တရုတ်နိုင်ငံရဲ့ချင်းချောင်မှုအမျိုးမျိုးကိုရင်ဆိုင်ခံစားနေရတယ်လို့ DNL တွဲဖက်အထွေထွေအတွင်းရင်မှုဗိုလ်မှူးကြီးတားပန်လာကမနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်တာပါ။တရုတ်အစိုးရကတရုတ်မြန်မာနယ်စပ်တလျှောက်နဲ့တရုတ် Gas Pipeline စီမံကိန်းများတရုတ်စီမံကိန်းများတရုတ် ုံးရဲ့ကိုကြိုးစည်းဝါရှိတဲ့နေရာတွေမှာတိုက်ပွဲမဖော်စားဖို့ထိန်းချုပ်ဖိအားပေးပြောဆိုနေကြောင်း၎င်းကဆိုပါတယ်တရုတ်နိုင်ငံရဲ့ချင်းကပ်မှုကတော့တရုတ်မြန်မာနယ်စပ်တစ်လျှောက်မှာတိုက်ပွဲလုံးလို့မရဘူးတိုက်ပွဲမဖော်ဆောင်ရဘူးနောက်ပြီးတော့သူရဲ့ gas pipeline တစ်လျှောက်တိုက်ပွဲမလုံးရဘူးတိုက်ပွဲမဖြစ်ရဘူးဒါတင်မကောက်သူရဲ့အကျိုးစီးပွားရှိတဲ့နေရာသူရဲ့စက်ရုံတွေရှိတဲ့နေရာမှာတိုက်ပွဲမလုံးရအောင်ဆိုပြီးတောက်လျှောက်20နှစ်ချီတောက်လျှောက်အမြဲတမ်းပုံမှန်လူကိုယ်တိုင်လည်းပြောတယ် message လည်းပို့တယ်အမြဲတမ်းတိုက်ပွဲမဖြစ်ပွားဖို့ပြောခဲ့တယ်လို့ဘုံမူကြီးတာပန်လာကဆက်လက်ပြောဆို ပါတယ်။တရုတ်နိုင်ငံရဲ့ချင်းချောက်မှုတွေရှိနေရမှာရွှေလီအစိုးရကပေးပို့တဲ့စာကိုအများပြည်သူများမှတ်မိကြလိမ့်မယ်လို့ထင်ကြောင်းတရုတ်အနေနဲ့နှုတ်နဲ့ရောအခြားနည်းလမ်းတွေပါဖိအားပေးမှုမျိုးစုံလုံးဆောင်နေကြောင်း၎င်းကဆိုပါတယ်။ ချင်းချောင်းမှုတွေရှိသလားဆိုရင်ရှိတယ်လို့ပြောရမယ်ထင်ပါတယ်ဟိုတလော်တုံးကရွှေလီအစိုးရကပေးပို့တဲ့စာကိုအားလုံးမမိကြမယ်လို့ထင်ပါတယ်ဒါတင်မကပါဘူးနှုတ်နဲ့ရောအချားနီလန်းနဲ့ရောပုံမှန်ချင်းချောင်းမှုဆိုတာဓာတ်ပြရပေးမှုတွေပုံမှန်ရှိနေပါတယ်လို့ဘုံမူကြီးတားပန်လာကရှင်းပြပါတယ်ဒါပြင်တရုတ်နိုင်ငံကနေဆက်တီမှာ2024ခုနှစ်ဇွန်လကစပြီးဖြက်လီဖြက်ပုံစံနဲ့ပိတ်ဆို့ဖြတ်တောက်မှုတွေပြုလုပ်ခဲ့ကြောင်းပြည်သူလူထုမှတရုတ်နဲ့စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့်ကြက်တဲစွာနေထိုင်ရပြီးစာဝတ်နေရေးများခက်ခဲနေကြောင်းရောင်းဝယ်မှုများလုတ်ကင်မရတော့ဘဲထိက ိုက်ခံစားနေရကြောင်းလူတို့အနေနဲ့တရုတ်ရဲ့ဖိအားပေးမှုကြောင့်အလွန်ထိခိုက်ခံစားနေရကြောင်း၎င်းကထုတ်ဖော်ပြောဆိုသွားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကရင်ပြည်နယ်ဖအံမျိုးရှိတိုင်ရင်တပ်ဖွဲ့များရဲစခန်းများရုံးဌာနများမှဘန်ကာများကရုချင်းများနဲ့မျိုးပပတ်လယ်မှာခုခံစစ်များပြင်းစင်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖအံမျိုးရှိတိုင်ရင်တပ်ဖွဲ့များရဲစခန်းများရုံးဌာနများမှဘန်ကာများကရုချင်းများနဲ့မျိုးပပတ်လယ်မှာမျိုးအတွက်ခုခံစစ်များပြင်းစင်ပြီးတပ်များဖြန့်ကျက်ထားကြောင်းဖအံဒေသတရင်ရှင်မြစ်တို့ကပြောပါရင် KNL တပ်အများစုမှ KNL PDF ပူးပေါင်းတပ်တွေကစစ်ကောင်စီတပ်စခန်းများခါကင်းများကိုတိုက်ခိုက်မှုများဇတိုင်းလုဆောင်လာပြီးနောက်ကရင်ပြည်နယ်ဖမ်းမြို့မှာပါစစ်ကောင်စီတပ်ကခုခံစစ် ပြင်ဆင်လာခြင်းဖြစ်ကြောင်းဖမ်းမြို့တိုက်ခိုက်ခံရမယ့်အရေးမှာချုပ်တင်ကာကွယ်စီမံချက်များကိုလည်းစစ်ကောင်စီတပ်ကရေးဆွဲထားပြီးတပ်ဖြတ်မှုတွေနဲ့ခုခံစစ်အတွက်အကြီးအကျယ်ပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရပါရယ်အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကဖမ်းနဲ့အတော်ကိုကတ်လာတယ်ဂျိုင်းတရာကျောင်းရင်ဖြစ်ဖြစ်နဘူးဒေါ်လန်ကဖြစ်ဖြစ်ခရယာတန်လန်ဘက်ကဖြစ်ဖြစ်မြိုင်ကလေး မုတ်ကတိဘက်ကဖြစ်ဖြစ်ဖအံကိုအချိန်မရွေးဝင်လို့ရတဲ့လမ်းကြောင်းတွေရှိနေတယ်။ဒါကြောင့်တမန၂၂ကမြို့ပပတ်လယ်မှာခုခံစစ်ပြင်ဆင်နေတယ်။လွန်ညတမညဘက်ကရွာတွေမှာစစ်တပ်စစ်ကြောင်းတွေဖြန့်တာကင်းပုံးတွေခြားတာရှိတယ်။အပောင်းထီလုံးဘက်မှာလည်းတန်ဆက်ကကားတွေလက်နက်ကြီးတပ်တွေဖြန့်တာရှိတယ်။ခရယာတန်လဲဘက်နဲ့ကမုတ်တီ မိဆန်ဘတ်မှာလည်းတန်လွင်မြစ်ထဲစစ်တင်မော်ရီကင်းပတ်နေရလို့ဖန်အန်ချေဆိုင်တက်နယ်ထီတွေ့မှုရှိတဲ့ဒေသတရင်ရှင်မြစ်ကရှင်းပြပါရယ်ဖန်တက်နယ်ရှိတရင်ဆယ်ကူမှာစစ်တီမိသားစုများတာသမီးဇနီးများ ခမာယာ201နဲ့ခမာယာ202တိုင်ရင်များမှာအခြေခံပြစ်ခတ်မှုစစ်တင်နှံများတက်ရောက်နေရကြောင်းပြစ်ခတ်မှုတင်နှံများတက်ရောက်ပြီးပါကတိုင်ရင်တပ်ဖွဲ့များရဲ့လုံခြုံရေးနဲ့မျိုးဆောင်ရန်အင်အားဖြင့်တာဝန်ထမ်းဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ဖမ်းမှာတမ20နှစ်အောက်မှာခမာယာခလာယာစီတက်တက်ထိန်တပ်ဖွဲ့ကြီးတက်အမြောက်တက်ဆက်သွယ်ရေးတက်ဆာယာဖာစလက်နဲ့ပစ္စည်းတက်အလုံးဆယ်တက်ရှိပါတယ်။အဲဒီကစစ်သားသားသမီးတွေမိန်းမတွေကိုစစ်တင်နှံပေးနေတဲ့မျိုးဆောင်ရန်အင်အားသုံးဖို့ဆိုပြီးလှုပ်တော့တထဲကလူတွေအပြင်အလုတ်ထွက်လို့ရတာအကုံ နားပြီး200တင်200နှစ်မှာတင်နန်းတက်နေရတယ်လို့ဖန်ဒေတာသတင်းအရင်းမြစ်ကဆိုပါတယ်။ ဒါပြင်စစ်ကောင်စီက BGF တပ်များအနေနဲ့ KNL တပ်တွေနဲ့အတူပူးပေါင်းသွားမှာကိုစိုးရိမ်နေပြီး KNL မဟာမိတ်ပူးပေါင်းတပ်တွေကဖန်ကိုတိုက်ခိုက်လာချိန်မှာ BGF DKPA KNL PC ပါဝင်ကရင်တပ်များအလုံးမိခင် KNU နဲ့ပြန်လည်ပေါင်းစည်းမှာကိုလည်းစစ်တပ်ကအကြီးအကျယ်စိုးရိမ်နေကြောင်းသိရပါတယ်။စကစကတော်တော်လေးစိတ်ပူနေတဲ့ကရင်ဖုန်ကြီးတွေနဲ့ကရင်အုပ်စုတွေကိုထိမ့်ပြီးဖို့ပြောတယ်။ BGF တွေကိုလည်းသူတို့အောက်မှာပဲဆက်ရှိဖို့နဲ့ထိမ့်ဖို့အမျိုးမျိုးစူးစမ်းနေရလို့ဖန်ဒေသတရင်ရင်းမြစ်ကရှင်းပြကြောင်းတရင်မှာဖော်ပြပါရှိပါရှင်။